Hello ဂျေဒီနေ့တော့အရသာဆန်းဆန်းနဲ့စားလို့ကောင်းတဲ့ကိတ်လေးတွေဒဇက်လေးတွေအစုံရတဲ့ဘူအောင်ကျော်လန်းအလယ်ဘလောက်ကတပိုင်ပါကဖေးရန်ဒဇက်ဆိုင်လေးကိုပြပေးချင်ပါတယ် Decoration လှယုံမဲမဟုတ်ပဲနဲ့မုတ်အရသာလေးတွေပါတော်တော်လေးစားကောင်းလို့ဂျေဒီဆိုင်လေးကိုတော်တော်လေးသဘောကျပါတယ် Photo spot တွေလည်းအများကြီးရှိတာမလို့လူငယ်တွေသွားရတာကြိုက်တဲ့ဆိုင်မျိုးလေးပါအရင်ဆုံးစားပြစ်တာလေးက Snow Cake လေးပါ လာဗာကိတ်သားလေးနဲ့လှုပ်ပေးထားတော့အရန်ကိုမှနူးနူးညံ့ညံ့လေးနဲ့မစ်ခရင်လေးတွေလည်းထည့်ထားတော့ချိုချိုစိမ့်စိမ့်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်။အပေါ်မှာဖြူပေးထားတဲ့ကွေကအမုံလေးတွေနဲ့ရောစပ်ပြီးရတဲ့အရာသာတော်တော်လေးကိုမိုက်ပါတယ်။ဒါလေးရဗနီလာရှူးစ်ပါစိမ့်စိမ့်ချိုချိုရတာရှိတယ်မတ်စကာပိုနီချီစ်လေးတွေကိုပေါ်ကတင်ပေးထားပါတယ်ဖီလ ုပ်ထားတဲ့ vanilla milk cream လေးရဲ့အရသာတော်တော်လေးစားကောင်းပြီးတော့အပေါ်ရန်ကျော် crispy ဖြစ်ဖြစ်လေးနဲ့မုတ်သားလေးရဲ့ဆိုတော့ဒီမုတ်လေးကတော်တော်လေးကိုမစားလို့ကောင်းလို့ highly recommend ပါကြလေးရတော့ Oreo shoe ပေါ့နော် ခုနမုတ်လေးလိုပဲသူကအထက်က filling လေးပဲကွာသွားပါတယ်ချောကလက်ရတာနဲ့ Oreo ရတာကြိုက်ရင်တော့ဒါလေးကြိုက်ပါပါဒါကတော့အရန်ကိုမှတောက်လို့ကောင်းတဲ့ dirty latte လေးပါ ခြေလာထဲမှာအေးထားတဲ့ no 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 cream ကို အပေါ်ကနေ coffee အပူလေးလောင်းထားတာပေါ့နော်။ခါစိမ့်စိမ့်အရသာလေးနဲ့တော်တော်လေးဥမာတောက်လို့ကောင်းပါတယ်။ကြေကြိုက်တဲ့ coffee အရသာမျိုးနဲ့ကွက်တိပါပဲ။ဒါလေး highly recommend ပါ။ဒီ tuna sandwich လေးလည်းအရသာတော်တော်လေးရှိပါတယ်။အရသာပြည့်ပြည့်ဝဝလေးနဲ့ပုံမှန်ထက်ပိုစားကောင်းတဲ့ tuna sandwich အရသာလေးပါ။ cheese လေးတွေ cream လေးတွေကိုပါဝင်ပစ္စည်းကောင်းကောင်းလေးသုံးထားပေးပုံရပါတယ်။ savory ဖြစ်ဖြစ်လေးနဲ့ကိုစားလို့ကောင်းပါတယ်ဒါလေးလည်းကြည် recommend လုပ်ပါတယ် cheese bun နဲ့ choco bun လေးရတော့ဒီဆိုင်ရဲ့ signature လေးတွေပါ အပေါ်မှာလဲ cheddar cheese တွေအများကြီးနဲ့အတွင်းကလဲ cheese cream တွေလုံးဝအပြည့်နဲ့ပြည့်ပြည့်နဲ့နဲ့နဲ့ကိုတော်တော်ကြီးအရသာရှိပါတယ်။ cream ကအချိုဘက်နဲ့သွားပင်မဲ့ cheddar cheese လေးတွေကပြန်ထိန်းထားပြီးတော့စိမ့်ချိုစိမ့်ချိုလေးနဲ့စားလို့ကောင်းပါတယ်။ ပါမုတ်သားလေးတွေကလည်းတော်တော်လေးနုညံ့ပါတယ်။ချောကလက်ဘန်းကတော့အတွင်းရော အပြင်ရောချောကလက်အနှစ်လေးတွေနဲ့အပေါ်မှာလည်းကိုကိုမုံလေးတွေဖြူထားပြီးတော့ချိုပြီးခါတတ်တဲ့အရသာလေးနဲ့စားကောက်နာမို့လို့ဒီဘန်းလေးနှမျိုးလုံးကို recommend လုပ်ပါတယ်။ဒီမာချလာသေးလေးကလည်းနုညံ့တဲ့မာချအမှုန့်ကိုသုံးထားတော့အရသာရှိပြီးတောက်လို့ကောင်းပါတယ်။ Custard bread နဲ့ coconut bread လိုမျိုးပါမုတ်လေးတွေလည်းရပါသေးတယ်။ ြီးရတာစားကောင်းမဲ့ပုံလေးတွေပေါ့နော်ခြေတော့စားထားတာများနေလို့မမြည်ခဲလိုက်တော့ပါဘူးဒီလို rainbow cricket လေးတွေအထိသူ့ဆိုင်မှာရတာတော့မသိထားဘူးပေါ့နော်ဒီဟာလေးကခြေတော်တော်လေးကြိုက်ပါတယ် pancake လိုကိတ်သားပုံစံမျိုးလေးတွေကိုရောင်စုံလေးရလေးတွေနဲ့အရင်ကြီးလည်းမချိုပဲနဲ့တော်တော်လေးရတာရှိပါတယ်။နောက်တစ်ခါကျရင်မွေးနေ့ကိတ်လေးကိုသူ့စီရတီ rainbow ကိတ်သားလေးနဲ့မှားရမယ်ပေါ့နော်။သူ့ page ထဲမှာ birthday cake design လှလှလေးတွေတွေ့ထားလို့ပါ။ ဒီတီရာမီဆုလေးရလဲဆိုင်ရင်ရောင်းအားကောင်းတဲ့ကိတ်တီတွေရတမျိုးပါ ကော်ဖီနဲ့စိမ့်ထားတဲ့ sponge finger လေးတွေရမတ်စကာပိုနီချီစ်လေးတွေရကိုတလှော်ချင်းစီလေးရလေးတွေထပ်ပြီးလှုပ်ထားတာလေအရသာတော်တော်လေးစားလို့ကောင်းပါတယ်ဒီတီရာမီဆုလေးကိုလည်းကြည်ရ recommend လုပ်ပါတယ်ဗာလေးတွေစားဖို့ပြီးတော့ဗာလေးတွေစားကြည့်ချင်လဲပြောခဲ့ပေးအောင်နော်တတာ